အားသာဝါလာရှင်ညီကိုမောင်များလုံးပဲမင်္ဂလာညနေခင်ပါခင်ဗျာမက်လ22ရက်နေ့ရဲ့နောက်ဆုံးရအာဆင်နယ်ညနေသတင်း၄ပုဒ်ကိုကြုံတူတူကကြည့်လိုက်ရအောင် ထမအောင်တဲ့ဘုတ်ကတော့ Daily Mail ရဲ့သတင်းရေးသားသူ Journalist တဦးလည်းဖြစ်တဲ့ Isan Khan ဖော်ပြထားတဲ့စာချုပ်အခြေအနေချို့သွားလိုက်အောင်မန္တကင်းအစိုးရမှတော့ကသူဖော်ပြထားခဲ့တဲ့သတင်းရဆိုရင်တော့ Ethan Wendy ကိစ္စကိုဒါပြီးပြတ်တက်လောက်ဖြစ်သွားပြီဆိုသူကဖော်ပြသွားတယ်။အခုဒီသတင်းမှာကြတော့ Ethan Wendy နဲ့ Arsenal ကြားကစာချုပ်အခြေအနေအားလုံးပြီးပြတ်သွားခဲ့ရင် official sign နဲ့ပဲလုပ်ပြီးသွားရင် Arsenal ရဲ့နောက်ထပ်ဦးစားပေးလက်မှတ်ထိုးမဲ့ကစားမသည့် အကယ်ဒမီထွက်ကစားမတူဖြစ်တဲ့ဘူကာအိုဆာကာဖြစ်တယ်ဆိုပြီးသူကဖော်ပြသွားပါတယ်။စာချုပ်တတန်းနှစ်နှစ်ဆုံးဆုံးပဲကျွန်တော်တဲ့ဘူကာအိုဆာကာကိုအာဆင်နယ်တို့ကဦးစားပေးတတန်းတို့ကိုစူးစမ်းมาဖြစ်ပြီးတော့လာမယ့်ရာသီသစ်မစတင်ပါတင်စာချုပ်သစ်ကမ်းလန်းသွားဖွယ်ရှိရဆိုပြီးတော့တတင်းရေးသားသူအီဆန်ခန့်ကဖော်ပြသွားပါတယ်။အဲဆိုတတန်းတို့ကို short list ထဲမှာဆိုရင်တော့ဆာကာအပေါင်းဝင် ဂေဘရီယယ်တို့ဆာလီဘာတို့နောက်ပြီးတော့ထရော့ဆက်တို့လိုပလေယာတွေရှိတယ်တချို့ report တွေကဆိုရင်တော့ဒီဂျော်ဂျီညိုနဲ့ပါတီကိစ္စကိုအာဆင်နီကလုံးဝလက်လျှော့လိုက်ပြီးနှစ်ယောက်စလုံးကိုအလွတ်နဲ့ထွက်ခွာဝင်ပြီးတော့မဆိုတဲ့တင်တချို့တော့ရှိတယ်ဒါပေမဲ့ official သာထုံမပြောသေးတာပေါ့လေအဲ့ဆိုအာဆင်နယ်တို့ရဲ့ academy ထွက်ဖြစ်တဲ့2029ခုနှစ်ဒီပဲစာချုပ်တက်တန်ရှိတော့တဲ့ဒီကစားမကို2025နွေရာသီအတွင်းဒါမှမဟုတ်2025 2026ဘလုံးရာသီမစတင်ပါတဲ့ official sign တွေတခုလက်မှတ်ထိုးနိုင်ဖို့ Arsenal ကဦးစားပေးပြင်ဆင်နေတယ်။လက်ရှိ Arsenal Director တစ်ကလည်းအပြောင်းရွှေ့ transfer နဲ့ဆိုင်ရင်အတင်းတွင်းကစာချုပ်တည်တံ့ကိစ္စတွေကိုပဲဦးစားပေးလုပ်နေဆိုပြီးသူကဖော်ပြသွားပါတယ်။ Transfer Market မှာ Euro 350တန်ကြီးရှိတယ်။အသက်23နှစ်အရွယ်ရှိဖြစ်တဲ့ဘူကာအိုဆာကာကတော့မကြခင်မှာ Arsenal နဲ့ပြန်လည်ပူးပေါင်းနိုင်ဖို့အတွက် Individual Treaty တွေကိုကြန့်ခိုင်ရင်နီးပြရင်နဲ့စတင်လုပ်နေပါတယ်။ကိုကာရကြံ့ခိုင်နေပတ်သက်ပြီးတော့ကောင်းကောင်း train နိုင်တဲ့နီးပြရင်နဲ့မြက်ခင်းစိမ့်တွေမှာစတင်လေ့ကျင့်နေတဲ့ဘူကောက်စားကတော့ April လတွင်ပွဲစ ီးမှာပြန်လဲပါဝင်နိုင်ဖို့အတွက်ပြစ်မှတ်ထားလိုက်ပါတယ်။ဖူဟန်နဲ့ပွဲအဘာဒန်နဲ့ပွဲမပါနိုင်ရင်တောင်မှဒီစားမှသည် Real Madrid နဲ့ Champions League နှစ်ကြော်လုံးမှာပြန်လည်ပါဝင်လာနိုင်တဲ့ဆိုတော့တချို့ report တွေတွေ့နေရပါလေအဲ့ဒါဆိုတော့ဒီစားမရဲ့စာချုပ်အစ်မဘယ်လောက်လောက်ခွဲရသာရမလဲဆိုတာထက်ဆိုင် Academy ကနေလက်ရှိချိန်ထိဘူကောက်ဆာကလက်မှတ်တစ်ခါထိုးလိုက်တိုင်းဘယ်လောက်လောက်ခွဲရသာတိုးလာလဲကျွန်တော်ပြပြယူမယ်အဲ့ဒါကတော့2018ကနေ2020ခုနှစ်အတွင်းမှာသူကတပတ်ကိုပေါင်1000ပဲရခဲ့တာ ဒါသူ့ရဲ့လောက်ခရစာပေါ့လေ2020နဲ့2022ခုနှစ်တုန်းကတပတ်ကိုပေါင်း9000ရခဲ့တယ်အခုအီတန်ဝန်ဒီတို့လောက်ခရစာရမယ်ပေါင်း6000တို့ပေါင်း9000တို့ဆိုတာအဲ့ဒီဘွားကနေပဲစကားလဲဖြတ်တန်းလာခဲ့ရအကယ်ဒမီကထွက်လို့ဆိုပြီးပေါင်းတသိန်းကျော်တွန်းပေးတာမျိုးဘာလို့မရှိဘူး တောင်းကန်တဲ့အပြင်အရင်ဆုံးစတာဒါတော့မှတော်တော် quality ကောင်းလို့ quantity တော့မှသူတို့မျိုးမြင့်မြက်လေးပေးမဲ့သဘောမှရှိတယ်။အဲဒါဆို2022ကနေ2029ခုနှစ်တင်ချုပ်ထားတဲ့စာချုပ်ပါအချက်လိုက်ရဘူကောက်စာကားလက်ရှိချိန်မှာတော့ပေါင်3,950ရောင်းရနေတယ်။နောက်မှာတော့ add on bonus ဘာညာခြေစုံးမောက်မှုပြီးပြီးတော့ဒီ performance ပြရင်ပြတဲ့လောက် bonus 3,000ကိုတော့တသက်ပေးချေဖို့တော့အတင်းဘက်ကသူတို့ ਨੇ gentleman agreement လုပ်ထားတော့ရှိတယ်။ဒါပေမဲ့အခြေခံ payment ကတော့ ပေါင်3,500ပေါ့လေအခုတချို့ရူမာတွေရဆိုရင်တော့2030ခုနှစ်အထိရှိတဲ့သက်တမ်းတချို့နဲ့စားကောက်ကိုသက်တမ်းတို့ဖို့ပြင်ဆင်နေသူလောက်ခလဆောက်လေအသင်းရဲ့လောက်ခဆောက်အမြင့်မဆုံးကစားမခိုင်ဘက်2,800ထက်အရင်မနေတဲ့ပမာဏနဲ့သက်တမ်းတို့ဖို့အတွက်ကန်လန်းသွားဖို့ရှိဆိုပြီးတော့သတင်းညကြရတယ်ဒါလောလောဆယ်ရူမာပါပဲတရဝင်တော့မဖြစ်သေးဘူးပေါ့လေအဲ့ဆိုအာဆင်နယ်တို့ကစာကာဂီဗရီယယ်ဆာလီဗာထရော့ဆက်တို့ကိုတော့ຫນွေဈေးကွက် မတိုင်ပါရင် အတင်းတွေရဲ့ကိစ္စတွေအပီးလုံသွားဖို့ရှိရယ်ဒါပေမဲ့အာဇာဒရိုက်တာတစ်ကဲ performance လို့ကျွန်တော်ကြည့်ရမှာပေါ့လေအာဇာဒရိုက်တာတစ်ဆိုတာကအပြင်ပကစားမဝယ်တဲ့ဘိုင်းနေမပြီးဘူးရှင်းရင်းဆွဲကစားသမားတွေကိုဆွဲဆောင်ပြီးတတန်းတိုးနိုင်မှုကလည်းအရေးပါတဲ့ performance ဖြစ်ပါတယ်ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ဒါနိုင်ငံလယ်ယူစင်အသင်းကနေပြန်လာတဲ့ကစားသမားနှစ်ယောက်နဲ့ခြေစွမ်းပြနိုင်တဲ့ကစားသမားတူအုပ်ကိုဖော်ပြပေးသွားမှာပါမနက်ခင်းတုန်းကကျတော့ကျွန်တော်ဒီ လူးဝစ်စကယ်လီနဲ့ပတ်သက်ပြီးတည်တံ့ပြီးတော့လုတ်ပေးခဲ့တာဖြစ်တဲ့အတွက်ဒီစင်းထဲမှာတော့ထပ်မံမပြောတော့ပါဘူးအဲ့လို့ဆိုတော့နိုင်ငံသင်းရပြန်လာမဲ့ကစားသမားနှစ်ယောက်ကတော့ဂျူရီယန်တင်မာနဲ့ဂေရီယန်မကာဟေးဂျူရီယန်တင်မာကတော့네덜란드အသင်းနဲ့တွားရောက်ပူးပေါင်းခဲ့ပြီးမယ်လေကြံခဲ့တဲ့ပွဲစဉ်တွေသူဝင်မကန်ခဲ့ရဘူးဘာကြောင့်လဲဆိုတော့အဖျားဝေဒနာရှိနေခဲ့တာဖြစ်တဲ့အတွက်လက်ရှိအချိန်မှာတော့နောက်လာမဲ့ပွဲစဉ်တွေလည်းအချိန်ပြီးကြက်ဟိုင်မှုအပြည့်နဲ့ဝင်ကန်နိုင်မှာမတိကြတဲ့အတွက်နိုင်ငံအသင်းကနေနှုတ်ထွက်ပြီးတော့ကလပ်အသင်းကိုပြန်လာပါပြီအဲ့ဆိုဘာပဲပြောတစ်ဖက်ကကောင်းတဲ့ဘက်ကကြည့်မယ်ဆိုရင်တော့ ကစားသမားဖျားနေခဲ့တာကလည်းပွဲမကန်ရဘဲနဲ့ကလတ်တင်းနဲ့စောစောပြန်ပြီးပူပေါင်းနိုင်မဲ့အနေအထားဖြစ်သွားပြီဗောလေတင်ပါကတော့ ပွဲပေါင်း40အာဆင်နယ်သင်းအတွက်ဒီရာသီမှာကစားထားတယ်။နှစ်ကိုးသွင်းပြီးတော့၃လုံးဖိုင်ထားပါဗျ။ဂေဗရီယယ်မကာဟီကတော့ကြံခဲ့တဲ့ကိုလံဘီယာအသင်းနဲ့ပွဲစဉ်မှာအဝါကက်ထိသွားခဲ့တာဖြစ်တဲ့အတွက်လာမယ့်ပွဲစဉ်ကိုကန်လို့မရဘဲနဲ့ပွဲပဲ့ပြစ်ဒဏ်ကြားခံရမှာဖြစ်တဲ့အတွက်နိုင်ငံလက်ရွေးစင်အသင်းအနေနှုတ်ထွက်ပြီးစောစီကလပ်သင်းကိုပြန်လာနေပါပြီ။အဲ့လို့ဆိုတော့ဒီကစားသမားကိုလည်း injury မရဘဲနဲ့ကျွန်တော်ထင်ပါရောဂေဗရီယယ်ကိုပြန်လည်ပိုင်ဆိုင်လိုက်တဲ့အနေထားပါလို့ဂေဗရီယယ်ကတော့42ပွဲမှာ၅ကိုးသွင်းပြီးတော့၃လုံးဖိုင်ထားပါဗျ။ဒါအာဆင်နယ်သင်းအတွက်ပေါ့လေ။နောက်တစ်ခါတော့ဒီကလန် rice ဒီကလန်ရိုက်ကတော့ပွဲပေါင်း40အာဆင်နယ်တင်းတော့ကစားထားတယ်၅ဂိုးသွင်းပြီးတော့၈လုံးဒီယာတီမှာဖန်တီးပေးထားတယ်သူ့ရဲ့ ဒီအဗေးနီးယားတင်းတဲ့ပွဲစဉ်မှာပြခဲ့တဲ့ performance တော်တော်လေးကျန်းတယ်။ဒါပေမဲ့ man of the match ရခဲ့တာက Lewis Kelly ဆိုတာလည်းပထမဆုံးပွဲဖြစ်တဲ့လူငယ်စားမလေးဖြစ်တဲ့ဥဆောင်ကိုလည်းဖြစ်တဲ့ဆိုတဲ့အချက်လေးတွေကြောင့် man of the match ရခဲ့တာ။ဒါပေမဲ့ man of the match ပေးမယ်ဆိုရင်ဒုတိယညမှာရှိတဲ့ကစားသမားပြုပါဆို Declan Rice လို့ပြောလို့ရတယ်။ဒီမှာအခြား၉သွင်းတဲ့လူတွေရှိရယ်။ဒါပေမဲ့ तू ကဒီပွဲစဉ်မှာအရေးပါတဲ့တစ်ချိန်ဖန်တီးမှုလုံနိုင်ခဲ့တယ်။အနိုင်ရလက်ပိုးကြီးပြတ်သားသွားစေမဲ့ဒုတိယ၉ဘောလေ။အဲ့မှာ तू ဖန်တီးပေးနိုင်ခဲ့တယ်။ဒီပွဲစဉ်မှာတော့အမြင်ပေါ်ရှင်းထုတ်မှာတရားခိုင်နှုန်းအောင်မြင်ခဲ့တယ်။နောက်ပြီးတော့ ထိတ်ကဲဝန်းလို့ခေါ်တဲ့1 by 1ဘောလုံးရှင်တူးမှုတွေမှာတရားခိုင်နှုန်းအောင်မြင်ထားပြီးတော့ဘောလုံးထိချက်69ကြိမ်ရှိတယ်။ပေးပို့မှု88ကြိမ်မှာ84ကြိမ်တိကျတာဖြစ်တဲ့အတွက်ပါဆန်တေးရဖြစ်ဆိုရင်65ရာခိုင်နှုန်းရှိတယ်။ပြီးတော့17ကြိမ်ဖိုင်နယ်တက်ကိုဘောလုံးပေးပို့နိုင်ခဲ့တယ်။ပြီးတော့ချက်ခရီ9ကြိမ်အထိဖန်တီးပေးနိုင်ခဲ့တယ်။ပြီးတော့ဒီ cross body ball လေးတိကျတဲ့ cross ball ပေးပို့မှု ၅ချိန်မှ၄ချိန်အထိရအောင်လုပ်ပေးနိုင်ခဲ့တယ်တလုံးဖန်ပြီးပေးနိုင်ခဲ့တယ်အဲ့ဒီ performance တွေကြောင့် Declan Rice ကတော့လက်ရှိအချိန်မှာအင်္ဂလန်အသင်းမှာချီးကျူးမှုတွေအများကြီးထပ်မံရရှိနေပေါ့လေ performance နဲ့ Declan Rice ကတော့ခွဲခြားလို့မရအောင်အမြဲတမ်းသူကတရားရဂိုင်းလုံးအပြည့်ပေးဆက်ကစားလေးရှိတယ်အဲ့တော့ပွဲပန်းနေတဲ့ခိုက်တက်မျိုးတွေကလွင့် Declan Rice ကတော့သူတက်ဆိုင်ရကလပ်အသင်းတော့ကိုနိုင်ငံတော့ကိုအမြဲတမ်းပေးဆက်ကစားလေးရှိရဲ့ player ဖြစ်တဲ့အတွက်ကျွန်တော်တို့ strong ဖြစ်ဖြစ်နဲ့ declan right နောက်တစ်ပွဲကံပီတာနဲ့ဒိုင်ယာကင်းစွာပြန်လာမယ်လို့ယုံကြည်ထားပါတယ် ကတက်တက်မောက်သတင်းတပုတ်ကတော့ဒါ UEFA ကတရားဝင်ထုတ်ပြန်ထားတဲ့ league ranking ပေါ့လေ league ranking ဆိုတာကနိုင်ငံတနိုင်ငံမှာအကောင်းဆုံးအမှတ်ပေးပြိုင်ပွဲတစ်ခုကိုအဲ့ဒီကလပ်သင်းတွေပြည်ပမှာထွက်ပြီးကစားတဲ့အခါမှာသူတို့အမှတ်ပေးတဲ့ပုံစံမျိုးအဲ့ဒါကို league ranking လို့ခေါ်တယ်အဲ့တော့အဲ့ league ranking ကဘာတွေအသုံးဝင်လဲဆိုတော့ league ranking မှာအဆင့်1နဲ့2နဲ့အမှန်များဆုံးရတဲ့အသင်းတွေဒီလာမယ့် champion league ဝင်ခွင့်မှာတနေရာအပိုရတယ် ပုံမှန်ဆိုရင်ဒီအာဆင်နယ်ပါဝင်ပရီးမီးယားလိဂ်ကလပ်တွေအထူးသဖြင့်1 2 4ဝင်တဲ့အသင်းတွေကနောက်ရက်ဒီမှာချန်ပီယံလိဂ်ဝင်ကန်ဝင်ရတယ်အခုကအင်္ဂလန်ပရီးမီးယားလိဂ်ကပြပမှာသွားပြီးကန်တဲ့အသင်းတွေရဲ့ဆွမ်းဆောင်ရည်ကအရန်ကောင်းတဲ့အတွက်အမှတ်တွေပိုပြီးရတယ်အဲ့အတွက် အင်္ဂလန်က league ranking မှာဆိုရင်အဆင့်1မှာရှိတာဖြစ်တဲ့အတွက်လာမယ့်ရာသီမှာချန်ပီယံလိဝင်ဝင်9နေရာရရှိသွားတော့မှာပါအခုအင်္ဂလိပ်သတင်းစာတွေကိုကားပြီးရေးသားနေတာလာမယ့်ရာသီမှာအင်္ဂလန်ကချန်ပီယံလိဝင်ဝင်ခုနှစ်သင်းတော်ဝင်ပြီးကံရနိုင်ချေရှိသူတို့ကပြောထားတယ်သူတို့ပြောထားတဲ့အချက်ကတော့ပုံမှန်အားဖြင့်ဒါဝင်ဝင်ကတော့လာမယ့်တစ်နှစ်တူးတဲ့အတွက်9သင်းဝင်ဝင်ကံခင်းရမယ်1 2 5ပေါ့လေအဲ့ဒီမှာမှအဲ့ဒီ1 2 5ပြင်ပကအက်စတွန်ဗီလာအသင်းကချန်ပီယံလိရခဲ့ရင် အဲဒါပြင်ပအသင်းဝင်ပြောပြနော်125မဝင်ပဲနဲ့ Aston Villa ကပြင်ပနေပြီးတော့ Champion League ရခဲ့ရင်အဲ့တနေရာရမှာဖြစ်တဲ့အတွက်6သင်းဝင်ပြိုင်ပွဲရမယ် United နဲ့ Spa က Europa League မှာဘူဆွဲခဲ့ရင်နောက်ထပ်တနေရာ Champion League ဝင်ဝင်ရတာဖြစ်တဲ့အတွက်9နေရာအထိအကြေများအဲ့ဒီ Europa League နဲ့ ဒီ Champion League မှာပိုဆွဲတဲ့အသင်းတွေဒီ Champion League ဝင်ဝင်125တဲ့အသင်းတွေဖြစ်နေတော့နောက်ထပ်တနေရာထပ်မပေးတော့ဘူးဗောလေအဲ့ဆိုဒီ125ပြင်ပအသင်းတွေသာပိုဆွဲခဲ့မယ်ဆိုရင် Champion League မှာပိုဆွဲမယ် Europa League မှာပိုဆွဲခဲ့မယ်ဆိုရင်တော့လာမယ့်ရာသီ Champion League ဝင်ဝင်အင်္ဂလိပ် club အသင်းတွေက9အသင်းထိရှိသွားတော့မှာပါတခုရှိရဗောလေ Newcastle Champion League ဝင်ဝင်ရရင်တော့ Isak Kaiser ကတော့မေးလိုက်လို့ရပြီပြောလို့ရပါတယ် ဒီ season လေးကိုဒီကဝင်ကြီးပုံပြီးတဲ့ show ပေါ်လုံး online အကြီးုံလဲကျေးဇူးတင်ပါတယ်အမဆော့မယ်ဆိုတော့ Viber ဖုန်းနံပါတ်တင်ကြောင်းကို6013936639ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေမှာဖြစ်လို့ငွေပုံကိုရှာရှိမှာဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလုံးတဲ့ဆိုတော့ YouTube မှာကိုတုပပေါ် show ရရှာပြီးကျွန်တော်အားပေးလို့ရပါတယ် iPad ခွေကို Sport Entertainment ငါတို့လိုမျိုးတို့ကိုကစားလို့ရနေပါပြီကျွန်တော်နဲ့လက်တွဲထားတဲ့ show ပေါ်လုံးကပြောင်းလဲစားဖို့လဲအားလုံးကိုဖိတ်ခေါ်ပါတယ်ကိုတက်နိုင်တဲ့ပမာဏနဲ့မိသားစုမထိခိုက်ပဲနဲ့စော်ကစားဖို့အကြံပြုပါတယ်ကဲနောက်ဆုံးသတင်းတစ်ပုဒ်ကတော့ TikTok ကဖော်ပြထားတဲ့ Bitter Cookie ရဲ့သတင်းတွေပဲတွားလိုက်အောင်ဘာကြောင့် Bitter Cookie ရဲ့သတင်းကိုနောက်ဆုံး မှဖော်ပြလဲဆိုတော့ဒီကစားသမားနဲ့အာဆင်နယ်ကြားကသတင်းတွေမဟုတ်ပါဘူးဒီကစားသမားပရီးမီးယားလိဂ်ကိုရောက်လာနိုင်ခြင်းရှိတဲ့နောက်ထပ်သတင်းတပုတ်ထပ်ပြီးထွက်ပေါ်လာတဲ့အတွက်ပါအဲ့ဒါကလက်ရှိအချိန်မှာချန်ပီယံလိဂ်ဝင်ဝင်ရောက်ဖို့အတွက်ရေပန်းစားနေတဲ့အဆင့်သုံးမှာရှိတဲ့ Northern Forest အသင်းကဘီတာကိုကီယက်ကိုချန်ပီယံလိဂ်ဝင်ဝင်ရခဲ့ရင်လာမယ့်ရာသီမှာခေါ်ယူဖို့အတွက်လက်ရှိအချိန်မှာချိတ်ဆက်မှုတချို့လုပ်နေပါတယ်လောလောဆယ်တော့လေပါဘူးအာဆင်နယ်နော်တန်ဖောရက်စ်ကတော့ချန်ပီယံလိဝင်ရောက်ဖို့တက်ရာခိုင်နှုန်းအများကြီးလေပါဘူးကတော့ ်ကျင်းစီတောင်ဖြစ်သွားပြီအာဆင်နယ်နဲ့ Forest ကတော့အောက်ကတင်နဲ့အမှတ်ပိုပြီးပြတ်နိုင်ရင်ပွဲစဉ်38ကံပြီးတဲ့အချိန်မှာချန်ပီယံလိဝင်ရပြီချန်ပီယံလိဝင်ရရင်ဘာတွေအားသာလဲဆိုတော့ကစားသမားတွေလာပြီးတော့ကံဖို့အတွက်ဆွဲဆောင်နေမယ်တခါလေငွေကအရေးပါတယ်ဆိုရင်ပဲအဲ့ဒီကစားသမားတွေကိုချန်ပီယံလိကံကျင်ဒီအသင်းကိုလာခဲ့ဆိုပြီးဆွဲဆောင်တာကလည်းအရေးပါတယ်အခု Northern Forest ကတစ်ချိန်တော့အသင်းလေးဖြစ်ပေမဲ့သူတို့ဒီအခုအချိန်မှာတော့ ချန်ပီယံလိဝင်ရဖို့အလားအလာကောင်းတာဖြစ်တဲ့အတွက်အသင်းကြီးတွေခေါ်ခြင်းနဲ့ကစားသမားကိုဒဲဝင်ခေါ်ရဲတယ်ဒါကအခွင့်အရေးပဲဒီလိုအနေထားဒီလိုအစဉ်တန်းရောက်လာပြီဆိုရင်တော့ဒီလိုကစားသမား quality တွေဖြည့်မှဒီအစဉ်တန်းတွေပြတ်ပြုတ်မကြပါဒါ sporting တို့က euro 85တန်းလောက်ရရင်လက်လွတ်ဖို့အထိဆန္ဒရှိနေပေါ့လေအဲ့တော့ပေါင်အားဖြင့်ဆို63.5တန်းပဲရှိတယ်အဲ့ဒီပမာဏကျွန်တော်ကဖစ်တာကူကီရဲ့ဝယ်စီချင်တာဒါပေမဲ့ကလပ်သင်းကအခုတမိုင်းကူကီရဲ့နဲ့ဘာကြောင့်တည်င်းသိမ့်မထွက်တော့လဲဆိုအသိအွယ်ကြောင့်လို့တော့ကျွန်တော်ထင်တယ်ဘာကြောင့်လဲဆိုလက်ရှိချိန်မှာကူကီရဲ့ဒီ26နှစ်ဆိုပေမဲ့လာမယ့်ဂျွန်လ၄ရက် ဆို28နှစ်ပြည့်ပြီအဲ့ဆိုဒီအသက်ရွယ်အပိုင်းခြားကိုကြည့်ပြီးတော့ Sasuke တို့ Isat တို့ကိုပဲဦးစားပေးပြီးခေါ်ဖို့အာဆင်နဲ့တောင်းဝန်ရှိသူတွေတွေးနေလားမသိဘူးလောလောဆယ်တော့ Beta Cookie ရဲ့ Premier League ရောက်လာရင်တော့ကျွန်တော်တို့ Sporting မှာရင်ဆိုင်ခဲ့တဲ့ကူကီးရထမရောတဲ့ quality ကိုတော့မြင်တွေ့ရဖို့ရှိတယ်။ဘယ်အသင်းဝင်ချက်ရောက်ပါ။လောဆယ်တော့ Bitter Cookie ကိုလိုချင်တဲ့အသင်းမှာ Chelsea, United, Spurs, Forest တို့ကတော့ရှိတယ်။ Arsenal ကတော့ຫນွေမသတင်းပြန်ထွက်ရင်မသိဘူး။ဒါပေမဲ့လောလောဆယ်အထိတော့ Arsenal နဲ့ Bitter Cookie ရဲ့သတင်းတွေကတော်တော်လေးတိတ်ဆိတ်နေပါဗါတယ်။အဲ့လို့ဆိုအဆုံးထိကြည့်ပြီးတော့လဲ အားလုံးကျေးဇူးတင်ပါတယ်